ခင်ယေရှုကိုလူတယောက်ကအကယ်တင်ခြင်းရတဲ့သူတွေနဲလားများလားမေးတော့သခင်ယေရှုဘလို့ဖြေခဲ့မယ်ထင်ကြလဲရှင်လူကခရစ်ဝင်အခန်းကြီး7အငယ်23နဲ့24မှာကြည့်ရင်လူတအူးကလည်းသခင်ကယ်တင်ခြင်းတို့ရောက်တော်သူတို့သည်များသလိုနဲသလိုဟုမေးလျှောက်လေကျင်းမြောင်းတော်တကားဝတို့ဝင်ချင်းကစ조사အထုတ်ကြလော့ အကြောင်းမူကားအများတော်သူတို့သည်ဝင်ချင်းကအလိုရှိတော်လဲမစွမ်းနိုင်ကြဟုငါဆို၏လို့ရေးထားတာကိုတွေ့ရပါတယ်။နိုင်ငံတော်နဲ့ဆိုင်တဲ့တရားဒေသနာတွေဝေငှခြင်းသခင်ယေရှုလှုပ်ဆောင်တဲ့အံ့ဩဖွယ်နမိတ်လက္ခဏာတွေကြောင့်လူတွေမျော်လင့်နေတဲ့ဖျားသခင်ရဲ့အကြောင်းကိုရဲရဲဝံ့ဝံ့ဝေငှရာကနေယူဒပြည်တစ်လျှောက်လုံးမှာသခင်ယေရှုနာမည်ရလာတဲ့အချိန်ဖြစ်တယ်။ အဲ့လိုလဲ့လေရင်းနဲ့ယေရုရှလင်မြို့ကိုတွားဖို့ခရီးပြုတ်နေတဲ့အချိန်မှာ လမ်းမှာလူတစ်ယောက်ကလာပြီးတော့သူ့အသက်သားတွေထဲမှာအင်မတန်မှတိချင်းတဲ့အရာတစ်ခုသခင်ယေရှုကို မေးခဲ့ပါတယ်။အဲ့ဒါကအစမှပြောခဲ့တယ်လို့ပဲသခင်ကေဒင်ချင်းတို့ရောက်လို့တော့သူတို့ဒီများတယ်လို့နေတယ်လို့မေးနေခဲ့ပါတယ်။အဲ့ဒါနဲ့သခင်ကပြောခဲ့တယ်လဲဆို ကျင်းမြောင်းသောတကားကိုဝင်ချင်းကစူးစားအားထုတ်ကြလောအကြောင်းမူကားအများတော်သူတို့သည်ဝင်ချင်းက အလိုရှိတော်လဲမစွမ်းနိုင်ကြလို့ပြောခဲ့ပါတယ်။တခင်ယေရှုကို မေးခဲ့တဲ့သူရဲ့နောက်ကြောင်းကိုကြည့်မယ်ဆိုရင်သူဟာဖျားတခင်ကိုတီးတဲ့သူဖြစ်တယ်။တချိန်ကျရင် မေရှိယဆင်းသက်လာမယ်ဆိုတာကိုလည်းယုံကြည်တော်သူဖြစ်တယ်။ဖျားကိုမတီးတဲ့သူမဟုတ်ဘူး။ဖျားအကြောင်းမကြားဘူးတဲ့သူလည်းမဟုတ်ပါဘူး။ ဒါပေမဲ့သူ့အတ္တဓာတ်တွေထဲမှာဒီမရှင်းတဲ့အရာတစ်ခုကိုအပြည့်တိချင်လို့တခင်ယေရှုကို မေးခဲ့တာလည်းဖြစ်ပါတယ်။ဆိုအတီးကပြောချင်တာကအခုယေရှုနဲ့သူ့ကြားပြောနေတဲ့စကားတွေကယုံကြည်သူတွေကြားလိုက်နာဖို့ရန်တခင်ကရည်ရွယ်ပြီးတော့ဖြေဆိုခဲ့တယ်ဆိုတာကိုတွေ့ရပါတယ်။ကျွန်တော်တို့ယုံကြည်သူတွေလမ်းနှလမ်းနဲ့ပတ်သက်ပြီးတော့ကြားဖို့ပိတာဆိုတာ နားလည်ပါတယ်။ဒါပေမဲ့ခြေတော်လမ်းဆိုတဲ့လောကအရာတွေနဲ့ပျော်ပါပြီးတော့ က်လန်းလို့ထင်ပြီးကျေတော့လန်းကိုယုံကြည်သူတွေကရွေးချယ်ပြီးရှောက်လန်းနေကြတာတွေ့ရတဲ့အခါအစ်မတမကျေကွဲဝမ်းနေဖွယ်ကောင်းပါလေယေရှုကအငယ်14မှာဘာပြောခဲ့တလဲဆိုရင်တော့ကျင်းမြောင်းသောတကားဝကိုဝင်ချင်းကကြိုးစားအထုတ်ကြလောလို့ပြောထားတာကိုတေချာကြည့်ရင်ကျင်းသောတကားကိုဝင်နိုင်ဖို့ကြိုးစားအထုတ်ရမယ်ဆိုတော့ပြောထားပါတယ်ခရစ်တော်ကို ကျွန်တော်တို့ယုံကြည်တယ်ဆိုပြီးတော့ ချိုးစားအားထုတ်ခြင်းတွေလည်းမရှိဘူးပို့ပို့တန်တန်ပဲနေနေတော့ဆိုရင် မိတ်ဆွေတင်ဟာတခင်ယေရှုပြောခဲ့တဲ့နှုတ်ထွက်စကားတွေကိုလစ်လျူရှုနေတဲ့သူဆိုတာတတိယအောင်မေဖို့တိုးပါတယ်မိတ်ဆွေချင်းမြောင်းတော့တကားဆိုတာကျွန်တော်တို့အပြစ်တွေအတွက်ကောင်းကင်ရဲ့အဖရဲ့အလိုကို ဆောင်ပြီးတော့လောကတိုင်းမှာအသေးခံပြီးသုံးရမြောင်းနေ့မှာရှင်ပြန်ထမြောက်ခဲ့တဲ့ကယ်တင်ရှင်ယေရှုခရစ်တော်ကိုပြောခြင်းဖြစ်ပါတယ် ယေရှုကိုယ်တိုင်က ရှင်ယောဟန်အငယ်36မှာဗာပြောခဲ့တယ်လဲဆိုတော့ငါဒီတကားဝဖြစ်၏ငါဖြစ်ဝင်တော်တူဒီဘေးနှင့်ကင်းလွတ်လျက်ထွက်ဝင်၍ချက်စားရာကို တွေ့ရလိမ့်မည်လို့တိုးတငယ်တိုးကလေးတွေအတွက်တိုးထင်းရှင်ကြီးကပြောဆိုခဲ့တာကိုတွေ့ရပါတယ်။ဒါကြောင့်မိတ်ဆွေလောကပျော်စရာတွေနဲ့ပြည့်နေတဲ့ဒီလောကအရာတွေနဲ့ ကယ်တင်ခြင်းရဖို့ကောင်းကင်နိုင်ငံကိုဝင်ဖို့မိတ်ဆွေကကျေတော်လန်းတွေကို ရွေးချယ်မိနေတယ်ဆိုရင်တော့မိတ်ဆွေရဲ့အဆုံးတက်ဟာထာဝရငရေအိုင်ဆိုတာသိစေချင်တယ်ကျင်းတော်လန်းကျင်းတော်တကားဖြစ်တဲ့ယေရှုထံတင်တော်ဝင်ခြင်းအားဖြင့်ထာဝရကာလပတ်လုံးတခင်နဲ့အတူလုံခြုံစွာနေရတော့အခွင့်ကိုမိတ်ဆွေတင်ရရှိမှာမို့လောကအရာတွေထက် အထက်အရာတွေကိုတင်ဆန်းစားခွင့်ရဖို့တခုတည်းတော်လမ်းဖြစ်တဲ့တခင်ယေရှုကိုရွေးချယ်ပြီးတော့ကျွန်တော်တို့အသက်ရှင်ကြရအောင်လို့ဝေငှချင်တာဖြစ်ပါတယ်။ကြာနာသူအရောက်စီတိုင်းပေါ်မှာခရစ်တော်ထဲမှာကြီးထွားရှင်တန်နိုင်ကြပါစေ။အာမင်။